ကမ္ဘာကဆိုးကြောင့်လူတွေကုန်သေးဆုံးကုန်ပြီးကမ္ဘာပေါ်မှာကောင်းမွန်လေးတစ်ယောက်တည်းသာကျန်ရင်းနေခဲ့ပါတယ်။ဒီတစ်ခေါက်တင်ဆက်ပေးသွားခြင်းတဲ့ဇာတ်လမ်းလေးကတော့လူသူလုံးဝမရှိတော့တဲ့ကမ္ဘာကြီးပေါ်မှာတွေ့ခဲ့ရတဲ့လူသုံးယောက်ရဲ့အချစ်ဇာတ်လမ်းလေးအကြောင်းဖြစ်ပါတယ်။သူနာမည်ကတော့မက်တင်လာပါ။ကမ္ဘာကြီးပေါ်ကိုအန်ဒီရရှိတဲ့တယောက်ကြီးဖျားထွက်ပြီးတော့ကြားရောက်တာမို့တက်ရှိတဲ့ကောလိုသေးဆုံးကုန်ပြီးဖြစ်ပေမဲ့မက်တင်လာကတော့အသက်ရှင်ကျန်ရင်းနေသူဖြစ်ပါတယ်။သူ့မှာပါဘောနာဆိုလို့ဖယ်ရိုလို့ခေါ်တဲ့ခွေးလေးတစ်ကောင်ပဲကျန်နေခဲ့ပါတယ်။သူကခွေးကလေးဖယ်ရိုကိုပဲတနေကိုဒီဇိမ့်ဖိကြည့်ပြီးနေထိုင်နေပါတော့တယ်။မက်တင်လာဟာသူ့လိုမိသားစုပိုင်းလဲခွေးတဲ့ပါ တိတိတိနဲ့တွေကိုတယောက်တည်းလူကုန်းနေပြီးတော့တွဲထွက်သက်တော်အမျိုးစုံကိုဖမ်းယူစားသွားပြီးအတက်ဆက်နေရသူဖြစ်ပါတယ်။ဒါရင်မှာတော့လမ်းဟောင်းကြီးတစ်ခုပေါ်မှာတကြံရေးပတ်ကကားလိုလိုပါလိုလိုတဲ့ကားတစ်စီးကိုတွေးလိုက်ရပါတယ်။ကားပေါ်မှာဘာပြန်စားပြပါမလဲလို့စိတ်ဝင်စားသွားခဲ့တဲ့တေလာဟာဘလို့ပဲကြည့်ကြည့်လောကမမြင်တဲ့နဲ့ခြုံထဲကနေလှမ်းကြောက်နေခဲ့ပါတယ်။ကားတွေကထွက်လာတဲ့လူတို့ကမြန်မာနိုင်ငံကအလူခံတဲ့အယုတ်ကြီးမဟုတ်ပါဘူး။တယောက်ကြီးကကာကွယ်ပြီးတဲ့ဝစ်စုံကိုဝစ်ဆင်ထားတဲ့ပုံကိုယ်တူဖြစ်ပါတယ်။အဲ့ဒီလူကတော့ရော့ကတ်တင်စိမ်မဲဖြစ်ပါတယ်။ ဒါပေမဲ့ဒီဇာကားလေးကထဲစေကတော့ရောကာမဟုတ်ပဲအင်ဂျင်နီယာတူဦးဖြစ်ပါတယ်သူရှိနေတဲ့နေရာမှာတယောက်ကြီးပြန်နေဖို့မရှိတော့တာကိုသိလိုက်ရတာကြောင့်တင်းစရာဗလာအားဒီပြောသွားခဲ့ပါတယ်ဒါကြောင့်မေမာကားလေးကမင်းသားတွေအော်ဆိုလိုပဲလူဖြစ်ပြီးဟေးလို့အော်ဟေးကြွကြော်နေခဲ့ပါတယ်ဒီနေ့မှာတော့တင်းစရာရီကူကန်တဲ့မှာဖူဂျီဆက်ပြန်နေပို့နေတော့မှာခွေးလီဖယ်လိုနောက်ကိုလိုက်နေတဲ့မက်တီလာလေးရောက်လာခဲ့ပါတယ်အဲ့ဒီရီဒီယာတယောက်ကြီးတွေစိတ်ဝင်နေတာဖြစ်လို့အန်ဒီယာရှိချောင်းတင်းစေကိုပြောဖို့မက်တီလာကကြိုးစားပါတယ်မက်တီလာကလမ်းအော်လိုက်လို့တင်းစေလေးတွန့်သွားပြီး ဘုံဘုံအသည်တို့နေဘသူလဲငါဘသူလဲတွေဖြစ်ကုန်ပါတယ်။ဒါကြောင့်ဒီစင်ကဘယ်နောက်မှညှထားမှမသိတဲ့တနက်ကိုထိုးပြီးဘေးကိုလက်ပြစ်ပြစ်လိုက်ပါတယ်။ဒါပေမဲ့လည်းမတ်တေလာကရှင်းရအောင်ပိုင်းတွေကိုတက်ခင်နေတာလားလို့တတိပြီးလိုက်တာကြောင့်ဒင်စရာသဘောပေါက်သွားပြီးဒါမျိုးတော့တသားကြွကြွဆိုပြီးရေပေါ်တက်ပြစ်လာခဲ့ပါတယ်။ရေရဲတန်ခွေးကြောင့်မေးဒင်စရာချက်ချင်းဆိုသလိုပဲ ။ရာစီတွေမြက်လာပြီးစီထိုးဖို့သူ့ရဲ့ကားရှီယာကိုပြေးပါတော့တယ်။မတ်တီလာသူလာပြုတ်လို့ပြေးတာကြောင့်ဒေဆင်ရနေတန်းထဲသာရှိသွားပါတယ်။ဒေဆင်ရဲ့ကိုဘူကရေတွေကိုရေတန်းနဲ့ပြန်ဆေးချပေးပြီးမတ်တီလာဟာဒေဆင်ကိုအေခေါ်သွားပြီးတော့အခိုင်းခဲ့ပါတယ်။ဒေဆင်ရအဲ့ရဘောကနေမထနိုင်တာကြောင့်မတ်တီလာဟာပြုစုကူတာပေးနေခဲ့တယ်လို့မြင်းမင်းသက်သာစီဖို့နေတဲ့ဆူတောင်းပေးနေခဲ့ပါတယ်။ဒီဖြစ်ဖြစ်နဲ့ဒေဆင်လည်းသက်သာလာခဲ့တယ်လို့မတ်တီလာနေလည်းရင်းနှီးလာခဲ့ကြပါတယ်။ဒီလိုနဲ့ပဲကဘာကက်ဆက်တဲ့ကိစ္စကြီးပဲဖြစ်ခေကအကြောင်းတွေကိုတရားနဲ့တရားပြန်လည်ပြောပြကြရင်မတ်တီလာကသူ့ရဲ့မိသားစုတက်ဖို့လေးတွေကိုပြနေခဲ့ပါတယ် သူရဲ့မိသားစုကအသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေဖို့ထွက်သွားရကနေအခုထိပြန်လာတော့ဘူးလို့တင်းစေကိုပြောပြနေခဲ့ပါတယ်။နောက်ပြီးတော့သူအရန်ချိရတဲ့မော်လီတယောက်လေးပျော်ဆုံးသွားခဲ့တယ်လို့တင်းစေကပြောပြခဲ့ပါတယ်။အရန်တင်းစေကလည်းမက်တီလာရဲ့ဆက်ကင်အောင်တောင်နေဖက်လေကရန်ထားတဲ့နေရာမှာရှိနေရဖို့တယောက်ကြီးပြချတဲ့တန်ကိုခံနိုင်ခဲ့တာဖြစ်တယ်ဆိုပြီးဘာသာစုပ်ရေးစကားလမ်းကြောင်းတွေလွှဲခဲ့ပါတယ်။စကားပြောပြီးတဲ့နောက်မှာမက်တီလာကတင်းစေကိုဝေဖန်နှုတ်ဆက်ခဲ့ပါတယ်။နေပေါ်များစွာကြာပြီးမှပထမဆုံးကျေပြလူသားတယောက်ကိုပြေးဖက်ကြတာဖြစ်တာကြောင့် တင်းစိန်လည်းဒါကအချက်လားဆိုပြီးတွေးနေမိပါတယ်နောက်တနေ့မှာတော့သူတို့နှစ်ယောက်ဟာလေခွင်းနဲ့ကိုသွားကြပြီးစကားပြောနေခဲ့ပါတယ်လေခွင်းနဲ့မှာလေလိုဆက်တစည်းကိုတင်းစိန်ကတွေ့တာကြောင့်မိကြည့်တဲ့ခါမှာစီမင်းရှိတော့လို့ရထားရတာလို့မက်တင်လန်ကပြောပြခဲ့ပါတယ်တင်းစိန်ကလည်းအေယာပြစ်တာပေါ့စီကိုအနီးနားမှာရှိတဲ့စီစံတွေကလည်းလက်နဲ့လှည့်ပြီးထုတ်ယူလို့ရကြတော့တိတိတော့တက်တက်တော့ပြောပြခဲ့ပါတယ်ဒါကြောင့်လည်းမက်တင်လန်လည်းစူးစမ်းကြည့်တဲ့ခါမှာလာလာစီတွေထွက်လာခဲ့ပါတယ် ရေနိုဆက်ကိုမောင်းလိုက်ကြသွားခဲ့ပြီးတော့အတူတူတငယ်ပြန်ခဲ့ကြပါရဲ့သူတို့ကအတူတူညသာစားခဲ့ကြပြီးနောက်နေ့ကျရင်ဘာလာရှက်ကိုလှူစားကြမယ်လို့တိုင်ပင်နေခဲ့ပါတယ်တေးရလောက်တာမြင်ရေကုန်နေဆိုတဲ့ဇာတ်ကားတိုင်းဇေတောတဲ့ကလေးမို့အိုချင်းတောင်အိုချင်းတီဆိုသလိုပဲတဦးနဲ့တူပေါင်းလိုက်တော့နှစ်ဦးဖြစ်သွားပါတယ်နောက်တစ်နေ့မှာအတူတူရေကန်နဲ့ပြင်မှာတာကေလာငါးကစားနေကြပြီးတော့မက်တီလာကဒူမတယောက်တဲ့နေတဲ့ကတခါတလေစားစရာမရှိလို့တင်းမလို့ကန်စားခဲ့ရတယ်လို့ကြွားနေခဲ့ပါတယ် generator ကလေးပြတ်နေခဲ့တဲ့အတွက်ငါးဒီအသားတွေကိုကြိုဖမ်းပြီးတော့ data လို့မရဘူးပြောပြနေခဲ့ပါတယ်။ဒေတင်ကပြတ်နေတဲ့ generator အကြောင်းကိုကြားလိုက်တဲ့အခါမှာအပိုင်တို့လည်းဒီဒီလာမဝယ်မဲ့တူတူသူပြင်ကြည့်ချင်တယ်လို့ပြောပါတယ်။ဘာပဲဖြစ်ဖြစ်ပြင်လိုက်တော့ပြင်ရင်ပြတ်သွားနိုင်တာပဲလေလို့ governor ရှိရှိပြောပါတယ်။ဒါနဲ့ပဲအရင်ဒေတင်ကလေးပြင်လိုက်ပါတယ်။ပြီးတော့ဒေတင်လည်းအကြံတစ်ခုရသွားပြီးရေဒီကိုစီကိုသွားခဲ့ပါတယ်။ဒီဂျီဒီကိုကလည်းရာလေးဆေးထုတ်ပြီးတရုတ်ကိုရောက်မယ်။အော်ဘာလို့ပါသူတို့အိမ်မှာဒတိုင်းတစ်ပိုင်သုံးကြမယ်လို့တိုင်ပင်ကြပါတယ်။တို့တို့ကတို့တို့နေတိုင်းလာခဲ့ကြတာဖြစ်တာကြောင့်တရားရဲ့အားနေကြအားပါချက်တွေတောက်ပြစ်တွေကြီးကျူးစရာတွေနဲ့အကျင့်မကောင်းတာတွေအားလုံးကိုသိရှိခဲ့ကြရပါတယ် ဒီနေ့ဘာလို့စူပါမားကတ်တကူတဲကိုဝင်လောက်ကြရင်တည်စေအားတွေ့တဲ့ဘီယာဘူးတွေကိုအကုန်ခေလိုက်တာကြောင့်ရော့ဂါတင်စေကလည်းဘော့ဂါတင်စေဖြစ်သွားပါတယ်တည်စေကမတင်လာစားခြင်းနဲ့စပိုက်စီအနက်ရောင်လေးကိုတော့တတိမရပဲရေခဲတက်တာတွေကဘီယာဘူးတွေကိုပဲဆွဲနေတဲ့အတွက်မတင်လာကရန်ဆောင်ထုတ်နေခဲ့ပါတယ်အိမ်ရောက်တဲ့အခါမှာမူလီရဲ့တည်စေကိုမတင်လာကဂုဏ်ကြီးပေးခဲ့ပါတယ်ဒါပေမဲ့တည်စေကလူကိုလှုပ်ချရလို့အသားကိုတော့မထိနဲ့ဆိုပြီးမတင်လာကိုတွန်းထုတ်ခဲ့ပါတယ်ဒါကြောင့်မတင်လာလည်းအခန်းထဲကနေပြေးထွက်သွားခဲ့ပါတယ်နောက်ဒီနေ့မနက်ရောက်တဲ့အခါမှာညကပြောခဲ့တာတွေကမူလို့ပြောခဲ့တာပါဆိုပြီးတည်စေကမတင်လာကိုတောင်းပန်စကားပြောခဲ့ပါတယ် တို့ကတယောက်နဲ့တယောက်ခွဲလွတ်ခဲ့ကြပြီးအလုပ်တွေတူတူလုပ်ခဲ့ကြပါတယ်။ရရတော့ကိုကျော်တောင်ရဲ့မီလီကနာမေးပေးပါလို့ပြောတာကြောင့်ပဲစက်စံဘရိတ်တောင်းဖြစ်ပြီးတော့မီးပြတ်သွားတာကြောင့်ဘယောက်တိုင်းနေထုံးပြီးဝိုင်းတူတောက်ကြပါတယ်။ဒေစီယာရဲ့သမားဖြစ်ပေမဲ့လည်းဝိုင်းတစ်ခုကိုတော့လုံးဝမတောက်တတ်ပါဘူး။သူမကြိုက်တဲ့ဝိုင်းကတော့ AJ1 ပါ။အဲ့ဒါတို့နှုတ်ကတူတူတွဲကားကြပြီးတယောက်နဲ့တယောက်ပြေးတဲ့အနမ်းလေးတွေပေးခဲ့ပါတယ်။ဒါပေမဲ့လည်းတင်းနေသူတွေမို့ဒီတက်အစင်မတက်ကြတော့ပဲနဲ့တယောက်နဲ့တယောက်ဖတ်ထားနေတဲ့အိပ်ပျော်ခဲ့ပါတယ်။နောက်တနေ့မနက်မှာခွေးလေး Ferrari ရဲ့ဒူးစားဆောင်နဲ့ပြီးသွားတဲ့ နောက်ကိုလိုက်ရင်းကနေပဲသူတို့လိုပဲမတိပဲနဲ့ကြဲရင်ခဲ့သူနေတုကိုတွေ့ခဲ့ပါတယ်နေတုကရေတခွက်လောက်တောက်ချင်တယ်လို့မက်တင်လာကိုပြောတာကြောင့်မက်တင်လာကအိမ်လေခေါ်ခဲ့ချိန်မှာတင်းစိတနက်ကြီးနဲ့ချိန်ပြီးထွက်ခဲ့ပါတယ်မက်တင်လာကနေတုဟာရင်းသူမဟုတ်ကြောင်းပြောပြီးတင်းစိနဲ့မိတ်ဆက်ပေးပါတယ်နေတုကသူဟာနေတဲ့စားတရားရှာဖို့မိုင်ပေါင်း90လောက်လမ်းလျှောက်နေခဲ့ရတယ်လို့ပြောပြတဲ့အတွက်ဂျင်နာတဲ့သူလည်းမက်တင်လာကဒီမှာနေလို့ရတယ်လို့လက်ခံခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ကိုယ်ပေါ်မှာတက်ရောက်ကြီးပြီးပါလာနေတာကြောင့်ကွာရန်တင်းဝင်တဲ့အနေနဲ့အိမ်ပြင်မှာပဲခဏအိပ်ရမယ်လို့ပြောခဲ့ပါတယ်လောက်တဲ့နေရာတော့၃00တူတူစားတော့ချပြီးကက်ဆူကြီးကြောင့်ဆွေးနေပါတယ်တင်းတင်းကသူဒီကိုမရောက်ခင်မှာတယောက်ကြီးတွေအများကြီးစီးတွေ့သားလို့ ဒီကောင်ပေါင်းလေးဖြစ်နေတဲ့ကောင်လေးတယောက်ကိုတွေ့ဆုံခဲ့တဲ့ကြောင်းသူကကောင်လေးကိုကယ်တင်ဖို့မြေမြေကျူးစားပေးမိကောင်လေးကဝေဒနာမခံစားနိုင်တော့တာကြောင့်သူ့ကိုကိစ္စတော်တက်ပြီးဖို့တင်းစိကိုတောင်းဆိုခဲ့တာကြောင့်တင်းစိလည်းကူညီပေးခဲ့ကြောင်းပြောပြနေခဲ့ပါတယ်ဒီတို့ကလည်းသူကြုံခဲ့ရတဲ့အရာတွေနဲ့ပတ်သက်ပြီးစမုံပြန်ပါတယ်တင်းစိကနေတို့ကိုအယံမယုံဖို့နဲ့အနာကိုမကပ်ဖို့မတင်လာကိုသတိပေးပါတယ်ဒီလိုလို့ကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအနေငယ်စကားများခဲ့ကြပြီးတင်းစိတက်ပေးခဲ့တဲ့ကောင်လေးကြောင့်ကိုဆက်ပြောခဲ့ပါတယ်ကြည့်ကျွန်တော်တင်းစိတက်ခဲ့တဲ့ကောင်လေးကမက်တင်လာရဲ့ပျောက်ဆုံးနေတဲ့မောင်လေးဖြစ်နေခဲ့တယ်ဆိုတော့တင်းစိကပြောပြလိုက်ပါတယ်မက်တင်လာလည်းမောင်လေးတည်ဆုံးမှုကြောင့်ဝမ်းနေစိနဲ့ငိုကြွေးခဲ့ပါတယ် နောက်တဲ့နေ့မှာနီတိုနဲ့တင်စိန်တို့ကအတူတူကျက်ဆင်လိုက်ခဲ့ကြပြီဆိုပြီးဖြစ်စကားတွေပြောခဲ့ကြပါတယ်။ဒေချာပေါင်းကြီးတို့မှနီတိုကကင်မေတီယာကောင်းပြီးသဘောမနှုတ်ကောင်းသူဖြစ်တယ်ဆိုတော့တင်စိန်ကအခက်ခံပြီးပါတယ်။လူကျော်လေးနီတိုကိုပိုင်းချုပ်ချင်လာတဲ့တင်စိန်ဟာရေတကုန်းကနေရာလျက်စစ်ထုတ်လုပ်ဖို့ကိစ္စကိုအတက်တရရှင်းပြပါတယ်။နောက်တဲ့နေ့ရောက်တဲ့အခါမှာသူကရာလျက်စစ်အတွက်လိုအပ်တဲ့တလက်တွေလုပ်ဖို့အသုံးမပြုတော့တဲ့အိမ်ဟောင်းတွေကိုဖျက်ပြီးတစ်သားတွေစုဆောင်းပါတယ်။အလုပ်တူတူလုပ်နေကြတဲ့နီတိုကမက်ဒီလာကို တော်တော်တွေ့နေပါတယ်။စောင်ချိုကြီးနေတွေ့နဲ့မက်ဒီလာတို့ကြီးအတိအကျအင်အားတင်စေကတော့မချီပြောလေးပြောနေကြရုံပဲတက်နိုင်ခဲ့ပါတယ်။ဒီပိပိနဲ့ဒလကြီးလေးပြီးဆုံးမှုနီးကက်လာသလိုဒရိုသုံးယောက်ကလည်းတယောက်နဲ့တယောက်နီးဆက်လာခဲ့ပါတယ်။ဒီနေ့မှာတော့နေတွေ့နဲ့မက်ဒီလာတို့ကအနီးနားမှာရှိအလိုင်ဝူကြီးကိုသွားပြီးဒီနေ့ဘာကနေထိုးကြရဲကောင်းမလဲဆိုပြီးတိုင်ပင်ကြပါတယ်။သူတို့ပြန်လာချိန်မှာအင်အားတင်စေအောင်ဒလက်တီဆုံးမှုကိုပြင်ပခန့်ကြိုးစားနေရတွေ့ခဲ့ရပါတယ်။အတိအညာမှာဒီစင်ကမက်ဒီလာနဲ့တိတဲ့စကားပြောချင်ကြောင်းပြောပြီးနေတို့ကိုအယံမယုံကြည်ဖို့နဲ့အခွင့်အရေးအဲ့ဒီလောက်ထိမပေးတင်ဘူးလို့ဂျားတဲ့ကနေအိုးကမကူဇလောက်ကပူနေပါတယ်။မက်ဒီလာကလည်းသူ့လို့ချင်ရလုံးမပါဘဲလို့ပြပြလေးလေးပြန်လည်းပြောခဲ့ပါတယ်။ ဒေသင်္ဂသူအနေနဲ့မက်တီလာကိုသူမဟုတ်တဲ့တခြားတယောက်လည်းတွေ့မြင်နေရတာဟာကျဲ့တီတို့ကြောင့်ဒေါ်ဆန်ရှိပြမင်္ဂလာတဲကတဘာမှမရှိကြောင်းပြောပြခဲ့ပါတယ်။မက်တီလာလည်းအိတ်ခန်ဒီမှာရှူပေါဖို့ထွက်သွားခဲ့ပါတယ်။နောက်တနေ့မနေ့မှာသုံးယောက်သားရေတလက်ကြီးကိုဆက်လက်တိစောက်ကြပါတယ်။တိစောက်ပြီးစီးသွားတဲ့အထိမ်းမန်းနဲ့သူတို့တို့စားတော့ခဲ့ပြီးပြောပြပွားရေတဲ့ကိုဆင်ပါတယ်။အရန်ချန်လာလာကြပြန်မဲ့ဆဲဆဲမှာတင်းစင်ရရှိသည်မဲ့တက်တီရေဆိုပြီးဟိုင်းစားပြီးပြီလားလို့မက်တီလာကိုမေးလိုက်ပါတယ်။ ပြီးတော့ရဲရီတွေစုနေတဲ့မြဝိုးညိုလေးနဲ့တင်းစရာတင်းလာကိုရင်းနဲ့အမြောက်ချိမိနေပြီဆိုပြီးဖွင့်ချပြလိုက်ပါတယ်။မက်ဒီလာလေးတင်းစဲကိုအန်အောင်းနဲ့မျိုးလုံးလေးနဲ့ကြည့်အောင်တင်းစဲအိပ်ပြော်အိတ်ခန်းလေးကိုလိုက်ပို့ပေးလိုက်ပါတယ်။ပြီးတော့နေတို့စီလမ်းကြုံဝေးပြီးမလက်ပြမယူပလောက်ပေါလိမေးဦးမပါဆိုပြီးနေတို့ရဲ့အခန်းထဲဝင်သွားပါတယ်။နေတို့လည်းမယူကတော့ပေါက်နေကြတဲ့မက်ဒက်ပဲပေါက်ပါတယ်ဆိုပြီးတကြည့်လိုက်ပါတယ်။ဟယ်ဒီနေ့ကစားပြီးသူတို့သုံးရဲ့သုံးမိဆန်ဇလန်လေးကြောင့်မတည့်နဲ့တောက်မကြည့်ရဲ့ကြည့်ရဲ့ဖြစ်နေကြပြီးအဲရတင်းစဲကတော့ညကမက်ဒီလာနဲ့နေတို့တို့ဘောလုံးပဲတူတူကြည့်ခဲ့ကြတာကိုခဲခဲမိပါတယ်။ လာတဲ့နေ့တော့တင်စင်းနဲ့နီတိုတို့နှစ်ဦးဟာရေတလက်ကြီးကိုပြီးတက်တဲ့ဆင်မလုပ်ပါရင်တင်စင်းအင်ယာအင်ယာတင်စင်းကတော့ကျိုးကိုကန်ပြီးပြီးတော့နီတိုကတော့ပုံပြီး ADM များတဲ့နေရာကနေတလက်ကြီးကိုတက်ဆင်မှုကျိုးစားပါရင်နောက်ဆုံးမှာရေတလက်ကြီးကလဲပတ်လိုက်ပြီးခေါင်းကြီးတို့နေရာလေးပျော်နေကြပါတယ်။ဒါကြောင့်ပုံကိုပြန်တက်မယ်လို့မှနီတိုကချေချော်ပြီးပြောကြကန်ဒီမှာတင်စင်းကအမြန်ဆွဲပေးထားပြီးတင်စင်းလိုက်ပါရင်ဒါနဲ့ပဲနီတိုကဘေးကင်းပြီဆိုပြီးထက်တက်မှာနောက်တစ်ချိန်ထက်ချေချော်ပါရင်ဒီဒီချိန်မှာလေတင်စင်းကပေါ်ကနေကျိုးကဆွဲပြီးကုညီခဲ့ပါတယ်။ဒါပေမဲ့တင်းစင်းဟာရုတ်တရက်ဆွဲထားတဲ့တို့ကနားရလိုက်ပါတယ်တင်းစင်းနဲ့နီတူတို့ဟာဝမင်းချင်းချိန်မေးကြတယ်ဆိုသလိုပဲတရားနဲ့တရားမျိုးလုံးချင်းစကားပြောနေပါတယ် ဒီလိုနဲ့အလုပ်တည်ပြီးတော့ပြန်လာတဲ့ဒေသင်ကမက်တင်လာကဒီယာဘီချောင်းပြောနေခဲ့ကြမှာဒေသင်ကနေတို့ကတခြားနေရာကိုရှာဖို့ထောက်ခွာသွားပြီးတော့ပြန်လိုက်ပါတယ်။မက်တင်လာလည်းမယုံဘူးနေတို့ကိုသူရစရာရှိတဲ့အကျွေးတောင်းရမှာဖြစ်မယ်ဆိုပြီးအမြန်ပြေးလိုက်ပါတယ်။ဒါပေမဲ့လည်းနေတို့ကိုမတွေ့တော့ကြောင့်ဒီမတန်ခါကိုလူလဲချသွားပြီဆိုပြီးတွေးပြီးတော့ကြံနေခဲ့ပါတယ်။နေတို့တွဲလောင်းဖြစ်နေခဲ့တဲ့တောင်စုံနောက်မှာကျက်နေပြီးရေတကုံကိုလမ်းငေးကြည့်နေပါတယ်။နေတို့ရုတ်တရက်ထွက်သွားတာကြောင့်ပြေးနေခဲ့တဲ့မက်တင်လာလည်းနေတိုင်းငုံငန်းငန်းဖြစ်လာပါတယ်။ဒီတို့နဲ့ဒီစင်တို့လုခဲ့ကြတဲ့ရာလီရဲ့စိတ်ကြောင့်ပဲလျှက်စစ်သုံးလို့ရနေရမို့မက်တင်လာလည်းပြောပြီးဇန်နီယာတီနေပါတယ်။ဒေဇေကနားမထောင်လို့ရပဲကောင်းလာကြလားဆိုပြီးလက်ကုပ်တီဗီမက်တင်လာကိုကြည့်နေရင် ဇလလေးပြီးဆုံးသွားပါလိမ့်။ဤတို့ကတကယ်ပဲနေရာတစ်ကိုရွှေပြီးထွက်သွားခဲ့တာလား။ဓမ္မဝတ္တောင်ဆုံးကနေပြုတ်ကြသေးဆုံးသွားတာလား။ဒီစင်မေးသေးချာတိမှာဖြစ်ပါရင်ကြည့်ရှုပြီးလို့ကျေးဇူးပါ။